ဖတိမကိုစိုင်းပိတ်သိမ်းပြီးအခွန်ဆောင်ရတဲ့အထိလှုပ်ဆောင်ခဲ့တဲ့လူတစု ပေါ်ထွက်လာပရိသတ်များလုံးမင်္ဂလာပါရှင့် celebrity MM ကနေပြလဲကြိုဆိုလိုက်ပါတယ် အရန်ကုတ်ပြတ်နေတဲ့သတင်းတွေအရဖတ်တီးမအချင်းမောင်ကမတန်ရှင်းတာကြောင့်ပိတ်သိမ်းခံလိုက်ရပြီဆိုတဲ့အကြောင်းကိုတော့ပရိသတ်ကြီးတို့သိပြီးသားဖြစ်မှာပါဒီလိုမျိုးပိတ်သိမ်းခံလိုက်ရတဲ့နောက်ကွယ်မှာထင်မှတ်မထားတဲ့ကြောက်စရာကောင်းတဲ့လူတစုရှိနေပါသေးရင်သူတို့တွေကတော့အချားမဟုတ်ပဲမနာလိုစိတ်အားကြီးပြီးတော့ဖတ်တီးမအချင်းမောင်ဆိုင်ကိုပျက်စီးစေခြင်းနေကြတဲ့ဘေးဘဝင်ခြင်းကလူတွေပဲဖြစ်ပါတယ်အဲ့ဒီလူတွေကဖတ်တီမောက်ကိုအခုလိုမျိုးစိုင်ကိုပိတ်သိမ်းပြီးအခွန်ဆောင်ရအောင်တီးရက်ဆက်စွာနဲ့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဖတ်တီမောက်ကဒီလိုမျိုးအချင်းပေါင်းရောင်းနေရ9နှစ်လောက်ရှိပြီဆိုပေမဲ့ ်ဆိုင်လေးကမအောင်မြင်ခဲ့ပါဘူးအခုကိုဝင်လက်ထွားရပြီးတဲ့အချိန်ကြာမှကံတွေမြင့်တက်လာပြီးတော့တနင်္ဂနွေအတိုင်းတာနဲ့နာမည်ကြီးသွားခဲ့ရဖြစ်ပါတယ်နိုင်ငံကျော်နှပညာရှင်တွေဆယ်လီရီတောင်မှသူမရဲ့ဆိုင်ကိုတကူးတကလာရောက်ပြီးတော့အပေးနေခဲ့ကြရပါတယ်ဒါဒီမှာကမလာနိုင်တဲ့သူတွေဆိုရင်လေအဝေးကနေမှာယူစားသုံးခြင်းတဲ့အတွက်ဖတ်တီးမကတော့ယနေ့ရဲ့ဝေးကိုပို့ဆောင်နိုင်အောင်လို့စီစဉ်ပေးခဲ့ပါတယ် ူမရဲ့နာမည်နဲ့ကိုပိုင်အမှတ်တံဆိပ်လေးကိုလည်းထုတ်လုပ်ပြီးတော့ဘူးကလေးတွေနဲ့တေချစွာရောင်းချပေးနေရဖြစ်ပါတယ်။ဒါမှမဟုတ်အဲ့ဒီရောင်းချမှုတွေကကျန်းမာရေးစစ်ဆေးချက်နဲ့ထောက်ခံချက်တွေလုံးဝကိုမပါဝင်မင်းနဲ့ညစ်ပတ်ပါတယ်ဆိုပြီးတော့တိုင်ကျက်ဖွင့်ခံလိုက်ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဖတ်တီမရဲ့ဆိုင်ကိုပြေခဲ့တဲ့ရပိုင်းကအခွန်နဲ့စီပင်ဦးစီးဌာနကလာရောက်စစ်ဆေးသွားခဲ့ရပါဒီလိုမျိုးစစ်ဆေးခဲ့ပြီးတဲ့နောက်အမှန်တကယ်ကိုပဲတန်ရှင်းမှုမရှိဘူးဆိုပြီးဒဏ်ငွေတွေအများကြီးကိုလည်းတောင်းခံသွားခဲ့ပါတယ်။သူတို့တွေကမြန်မာငွေကျပ်ပေါင်း3.80ကျော်ကိုပေးဆောင် င်ရမယ်လို့ပြောသွားခဲ့ရပါတကယ်လို့သိန်း90ကျော်မပေးနိုင်ဘူးဆိုရင်ဆိုင်ကိုချက်ချင်းပေးရမယ်လို့အမိန့်ထုတ်ပြန်ခဲ့ရဖြစ်ပါတယ်ဒါတင်မကဖတ်တီမရဲ့အိမ်အထိပါစစ်ဆေးမှုတွေပြုလုပ်ပြီးတော့အိမ်မှာလည်းရောင်းချမှုမပြုရဘူးလို့တားမြစ်သွားခဲ့ပါတယ်တကယ်လို့ပြန်လည်ရောင်းချခြင်းနေဆိုရင်တော့သိန်း90ကျော်အပါဝင်တခြားသောလိုအပ်တဲ့စစ်ဆေးချက်တွေနဲ့ကုန်ကြမ်းဈေးတွေကိုလည်းထပ်ပြီးတော့ပြုလုပ်သွားအောင်မှာဖြစ်ပါတယ်လက်ရှိမှာတော့ကျန်းမာရေးထောက်ခံချက် FDA ကလည်းသတိပေးစာတွေပါပို့နေခဲ့ပြီးတော့အခွန်အနေနဲ့သိန်းပေါင်း80ကျပ်ကိုချက်ချင်းပေးဆောင်ရတော့မှာဖြစ်ပါတယ်။ ဖတီမအနေနဲ့ဘလုံးမအရာတွေကိုမပေးနိုင်တဲ့အတွက်စိုင်းပိတ်သိမ်းခံရပြီးဘာလို့စားလို့စားရမှမသိအောင်တောင်ဖြစ်သွားခဲ့ရပါတယ်။သူမကအခုလိုမျိုးဒုက္ခပေးရလူတစုကတော့မနာလိုစားတဲ့လူတွေပဲဖြစ်ပါတယ်။လူတွေကလည်းသူတစ်ပါးဆင်းရဲနေတဲ့အချိန်မှာတနာတယ်လို့လောက်ကြပဲမယ်။လူတွေကလည်းသူတစ်ပါးဆင်းရဲနေတဲ့အချိန်မှာတနာတယ်လို့လောက်ကြပဲမယ်။အောင်မြင်ချမ်းသာလာတဲ့အချိန်မှာတော့ဝမ်းသာအားရနဲ့မူရိတာပွားမပေးနိုင်ကြပါဘူး။ကိုဋ္ဌတာရင်မနာလိုဘူးဆိုတဲ့ထုံစံတိုင်းအခုလည်းဖတီမရဲ့အောင်မြင်မှုတွေကိုမနာလိုတဲ့အတွက်တိုင်ကြားချက်တွေလောက်လာခဲ့ရဖြစ်ပါတယ်။ဒါကြောင့် လိုဖတ်တီးမလည်းလက်ရှိမှာတော့တော်တော်လေးကိုဝန်းနေပြီးတော့အဆင်မကောင်းဖြစ်နေကြရပါတယ်။ဖတ်တီးမကမကြခင်မှာပဲကလေးမွေးဖားတော့မှဖြစ်ပေမဲ့အခုထိအကျွေးတွေလည်းဆက်လို့မကုန်နိုင်သေးပဲစိုင်လေးကလည်းပိတ်သိမ်းလိုက်ရပြီဖြစ်ပါတယ်။ဒါကြောင့်အတော်လေးပြန်ခက်ခဲနေပါတယ်။သူမရဲ့အောင်မြင်မှုတွေကအရေးရှိမကန်ပဲအခုလိုမျိုးပြက်စီးသွားကြရတဲ့နောက်ကွယ်မှာမနာလိုတဲ့လူတစုကတော့ဝမ်းသာနေကြကြပါတယ်။အားပေးခြင်းနေကြတဲ့အမကန်ဖောက်တယ်တွေကတော့အိမ်မှာတင်မဲ့ရောင်းချမယ်ဆိုရင်တောင်းအိမ်ထိလာပြီးတော့ဝယ်ယူစားသုံးချမယ်လို့ပြောနေပေမဲ့အိမ်မှာလည်းရောင်းချခွင့်မရှိတော့ပါဘူး။ဒါကြောင့် ောင့်သူမအနေနဲ့ကတော့ဘလို့မှမတတ်နိုင်မယ်အားငယ်နေရတဲ့အခြေအနေပဲဖြစ်ပါတယ်ဖတ်တီးမကအခုလိုမျိုးဒုက္ခရောက်ပြီးဆိုင်ပိတ်ခံရအောင်လုပ်ခဲ့တဲ့မနာလိုကြတဲ့လူတစုရဲ့စိတ်ဓာတ်အဆင့်အတန်းပေါ်မှာပြည်သက်ကြီးတို့ရောဘလို့မျိုးထင်ကြပါသလဲရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်